ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့မြစီမရေဒီယိုအဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်အော်တိုဘာလ14ရက်အင်္ဂါနေ့မနက်ပိုင်းမြစီမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9:00ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီ ကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းအတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ CEO ဆူရဲ့ NCA စနစ်ပြေပွဲကိုမတက်ရောက်ကြဘူးနိုင်ငံတကာကတော်လိုင်းအဖွဲ့တွေကတိုက်တွန်းလိုက်တဲ့သတင်းဟာခနဲ့ဘန်ဟာရွာစတင်ချောင်းကိုစစ်ကော်မရှင်တပ်ကလေချောင်းကနေတိုက်ခိုက်ခဲ့လို့နှစ်ဦးသေဆုံးပြီးចောင်းသားတချို့ပျောက်ဆုံးနေတဲ့သတင်းဆက်တဲ့သတင်းတွေပါဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားဖို့ရှိနေပါတယ်။အဲဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့ Editor အာဘော Editorial Talk အစီအစဉ်ရဲ့ဒုတိယပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။အခုချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့အတူခန့်တွေကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန်လေးတိုင်းမိတ်လာမြို့ပေါ်မှာလှေကင်းကားပေါ်ဘုံပြစ်တိုက်ခံရပြီးရဲချို့ထိခိုက်မှုရှိကြောင်းသတင်းရရှိပါတယ်။ အောက်တိုဘာ12ရက်မနက်7:00နာရီကမိထီလာမြို့ပေါ်မှာကင်းပတ်ပြန်လာတဲ့ရဲကားပေါ်ကိုပညာရေးတက္ကသိုလ်အနီးမှာလက်ပစ်ဘုံပစ်သွင်းတိုက်ခိုက်ခဲ့ရမှာရဲနှစ်ဦးတေဆုံးပြီးတော့ရဲအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Satam UG အဖွဲ့ကထုတ်ပြန်ပါတယ်ထိခိုက်သူတွေကိုမိထီလာဆေးရုံမှာဆေးကုတနေတယ်လို့စေတမ်ယူဂျီအဖွဲ့ကဆိုပါတယ် အတက်ခဲမှုမှာကားပေါ်ပါရဲတတာတုံးနဲ့ရဲဝန်တန်းတဦးတန်းရခဲ့ရလို့စစ်ကောင်စီရဲ့မီဒီယာအချို့ကဖော်ပြပါရဲမိထလာမျိုးအားစစ်ကောင်စီရဲ့တပ်တွေအခြေဆိုင်ရမျိုးဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံပြူစောတိအဖွဲ့တွေပါလုံခြုံရေးအင်အားအများပြားရှိနေတဲ့ကြားကတိုက်ခိုက်ခံရတာဖြစ်တယ်လို့မျိုးခန့်တွေကပြောပါရဲစစ်တပ်အနာသိမ်းပြီး2022ခုနှစ်အောက်တိုဘာလအတွင်းကမိထလာမျိုးပေါ်မှာရဲစခန်းအနီးဘုံခွဲတိုက်ခိုက်ခံရပြီးစစ်သားနဲ့ရဲချို့ကြီးခိုက်မှုရှိခဲ့ပါရဲ့ ပြီးခဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းမှာလည်းမက်စီလာရှန်တဲလီတာစကန်အနီတိုက်ခတ်ခံရပြီးထိခိုက်မှုတွေရှိခဲ့ပါသေးတယ်ခင်ဗျာချင်းပြည်နယ်ဟာခမြို့နယ်ဘာဟာရွာစတင်ကျောင်းကိုစစ်ကောင်မရှင်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသား2ဦးသေဆုံးပြီးကျောင်းသားတချို့ပျောက်ဆုံးနေတယ်လို့ Chinland Defense Force ဟာခအဖွဲ့နဲ့ဒေသခံတွေစီကနေသိရပါဗျ။အော်တိုဘလ7ရက်မနက်09:30မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်ဟာဗန်ဟာရွာစစ်တင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဗန်ဟာရွာစစ်တင်ကြောင်းကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းအသက်၁၀နှစ်အရွယ်ကျောင်းသား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ကျောင်းသားတချို့လည်းပျောက်ဆုံးနေတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့ကျောင်းသားတွေ၂ဦးက၃နှစ်နဲ့၅နှစ်အရွယ်ကလေးတွေပါ။ဒီကြောင့်တိုက်ခိုက်မှုအတွင်းမှာပျောက်ဆုံးနေသူတွေလည်းရှိပြီး သူတို့ကိုဆက်လက်ရှာဖွေနေတယ်လို့သတင်းရင်းမြစ်တူကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့ညပိုင်းကလည်းချင်းပြည်နယ်မင်းတပ်မြို့နယ်မှာရှိတဲ့ဗော်ဒါကျောင်းတစ်ခုကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသား၃ဦးမတန်ဆွမ်းမျိုးသမီးတူတေဆုံးခဲ့ရပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့ဒီလေကျောင်းတိုက်ခိုက်မှုအပြီးမှာတော့မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့သိရပါတယ်ခင်ဗျာပေါက်ခေါင်းမြို့နယ်မှာအခုအော်တိုဘာလအတွင်းစစ်ကော်မရှင်တပ်ကပြည်သူ့ကာကွယ်ရေးတပ်တွေက၃ချိန်တိုက်ခိုက်ခဲ့လို့သိရပါတယ် စစ်ကော်မရှင်တပ်ကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ထိတိုက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘကူတိုင်းစစ်ဌာနအမှတ်27ဘီဟာပြည်ခရိုင်အမှတ်2 363နှစ်တန်ရေကအောက်တိုဘာ17ရက်မှာထုတ်ပြန်ပါတယ်ဘော်ရာအထိုင်စခန်းကနေတာဝန်လဲလှယ်ပြီးတဲ့နောက်ပြန်လာတဲ့အင်အား44ယောက်ပါစစ်ကော်မရှင်စစ်ကြောင်းကိုအောက်တိုဘာ17ရက်ည8နာရီခန့်က တောင်လေကျေးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းဒဏ်ရာရှိသူတွေကိုထမ်းစင်နဲ့ပြန်လည်ခေါ်ဆောင်သွားတာကိုသိရှိရကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်နောက်ရမှာအဲ့ညီယာမှာပဲနေမြေရှင်းလင်းပြုလုပ်နေတော့စစ်တုံးကြောဖို့အိတ်တလုံး MG ပေါက်တစ်ခု BA 100ဘုံဒီတလုံး G 80တောင်း ပါဝါဘန့်တလုံးတို့ကိုတင်ဆက်ရမိခဲ့လို့သိရပါတယ်။ဒါအပြင်အောက်တိုဘာ၈ရက်ကကင်းဘုံဝှဖို့ချင်းလေကိစကန်ကထွက်လာတဲ့အင်အား20ပါစစ်ကော်မရှင်စစ်ကြောင်းနဲ့တော်လင်းတပ်ဖွဲ့တွေထိတိတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။တိုက်ပွဲအတွင်းတော်လင်းရဲဘော်တွေချိန်ခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ အော်တိုဘာ၄ရက်ကလည်းတောင်လေကြီးရွာအထိုင်စခန်းကအင်အား90ပါစစ်ကော်မရှင်ချေလင်းစစ်ကြောင်းကိုအုပ်ဖို့ကြီးရွာအနီးမနက်၂နာရီခွဲမှာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများရဲ့လုတ်ပြီးရပါတယ်။အဲဒီစစ်စင်ရေးအတွင်းပြည်ခရိုင်တရင်အမှတ်နှစ်363ညာနှစ်တရင်တက်ခွဲ3တက်ခွဲ4ရွှေတောင်ပကဖားရပါဝင်ခဲ့လို့သိရပါတယ်ခင်ဗျာ။မြစီမာရေဒီယိုရဲ့ အင်္ဂါနေ့မနက်ပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတပ်သမန်တွေအနေနဲ့စစ်ကော်မရှင်ရဲ့ NCA ဆယ်နှစ်ပြည့်အခမ်းအနားကိုတက်ရောက်တာမပြုဘဲတိုင်းရင်းသားလက်နက်ကိုင် KNU CNF ABDF PNLO NMSP AD နဲ့ LDU တို့က အောက်တိုဘာ7ရက်မနက်ပိုင်းကပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပြီးတော့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းထားရတဲ့စစ်အုပ်စုကပြည်သူလူထုကိုတပ်ဖြတ်နေတာကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေး MCA စာချုပ်မှာရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီးဖြစ်ကြောင်းဆိုပါတယ်စကမအပါဝင် MCA မှာပါရတူအလုံးကကုကူကိုလိန်ညာနေကြတာပါဘာမှအရာရောက်မှာမဟုတ်ဘူးဆိုရာသူတို့အကုန်လုံးသိပါတယ် ဒါပေမဲ့သူတို့ကမထူးတဲ့ဇက်တစ်ခုကိုဆက်ပြီးခင်းနေကြတာပါပဲလို့ KNU ပြောရေးဆိုခွင့်ရှိသူဘသူစောတော်နီကပြောပါတယ်။ NCA စာချုပ်ကို2015ခုနှစ်အောက်တိုဘာ15ရက်မှာ KNU CNS ABSDF PNL တို့ဟာအခြားတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲ့နဲ့အတူချုပ်ဆိုခဲ့ပြီးတော့2018ခုနှစ် February 23ရက်မှာ NMSP နဲ့ ADU ကထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆေးဆူဟာ MCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်ရွက်စဉ်ကာလမှာလုပ်ငန်းစဉ်တွေကိုလွှမ်းမိုးထိန်းချုပ်တာစစ်တပ်ကြီးစိုးရေးမူဝါဒနဲ့ MCA သဘောတူညီချက်တွေကိုအကောင့်ထဲမပေါ်နိုင်ဖို့တာစီဒါရီနဲ့စာချုပ်ပါသဘောတူညီချက်တွေအကြိမ်ကြိမ်ချိုးဖောက်ခဲ့ရလို့အဲ့ဒီပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ် ဆေးဥစုရဲ့ MC အမိခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ဆေးဥစုကနေသူတို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြက်ပြက်သွားပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲတို့ဟာစစ်အာဏာရှင်တွေက နိုင်ငံကိုလက်တလုံးချထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိအောင်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံရဲ့အကြအသင်းနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကို ဖြည့်ရှင်းနိုင်မှာမဟုတ်ဘဲပြိပခတ္တပူပြီးရှေလျားစီမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာထောက်ပြထားပါရယ်ငင်းကြဲရေရှည်တည်တန့်ခိုင်မြဲဖြစ်ပေါ်စေရည်ရလန်းစားဖြစ်တဲ့စစ်တပ်ကနိုင်ငံအတွင်းပအဝင်မှုမရှိစေဖို့ပြိပခအတွင်းမတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့အတွက်တော်လန်တိုက်ပွဲဝင်ကြတဲ့တော်လန်ရဲ့အဖွဲ့အစည်းတွေနဲ့အတူတကွာ စစ်အာဏာရှင်စနစ်ခြုံငင်းပြီး Federal Democracy ပြောင်းစုတဲ့2009ရဲ့အထိတန်ဒိဋ္ဌန်ချမှတ်ကဒီဇိုင်းမတ်မတ်တိုက်ပွဲဝင်နေရမှာဖြစ်ကြောင်းလည်းကြေညာထားပါရခင်ဗျာ။ မြစည်းမရေဒီယိုရဲ့အင်ကာနဲ့မနက်ပိုင်းထိရရှိထားတဲ့ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါယူကရိန်းပေါ်ရုရှားစစ်တပ်ကပြီးခဲ့တဲ့တပတ်အတွင်းဒရုန်း3000တရာကျော်ပဲ့ထိန်ပုံ1360ကန်နဲ့ ဒုံးကျည်မျိုးစုံ62ဆင်းပြစ်လွတ်တိုက်ခိုက်ခဲ့တယ်လို့တမရဗိုလိုဒီမာဇယ်လန်စကီကအော်တိုဘာလ12ရက်နေ့မှာပြောပါရယ်။စောင်းမဝင်ပြီးယူကရိန်းရဲ့စွမ်းအင်ကိုရက်ကိုအနှောက်အယှက်ပေးဖို့ထပ်မံကြိုးပမ်းပြီးရုရှားကယူကရိန်းစွမ်းအင်နဲ့ဓာတ်ငွေအဆောက်အုံတွေအပေါ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းဒုံးကျည်ဒရုန်းတွေနဲ့အကြီးစားတိုက်ခိုက်နေတာဖြစ်ပါတယ်။အော်တိုဘားလာ၁၀ရည်နီကတိုက်ခိုက်မှုတစ်ခုမှာနေရာတော်တော်များများလျှက်စစ်မီပြတ်တောက်မှုတွေအနှံ့အပြားဖြစ်ခဲ့ပါတယ်။ အရက်ဖက်အခြေခံအဆောက်အုံတွေလည်းထိမှန်တာကြောင့် KF နဲ့ဇာပိုရီဇာစီယာမြို့တွေအပြင်အရှေ့ပိုင်းဒနီပရိုပက်ထရော့စကီရက်တွေမှာလည်းထိခိုက်တိုက်ဆုံမှုတွေရှိခဲ့ပါတယ်။အမေရိကန်ပြန်ပြေးတဲ့ငြိမ်းချမ်းရေးအစီအစဉ်ပထမပိုင်းကိုအစ္စရေးနဲ့ဟာမတ်စ်တို့ကသဘောတူခဲ့တဲ့အရှေ့အလယ်ပိုင်းအရေးပေါ်ကမ္ဘာကအာယုံစိုက်နေချိန်ရုရှားကတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဇယ်လန်စကီကဆိုပါတယ်။ တန်ခတ်ပိတ်ဆို့မှုတွေအခွန်အနေစစ်ပွဲအတွက်ဘဏ္ဍာငွေရနေတဲ့ရုရှားရေနံဝယ်ယူသူတွေကိုပူးပေါင်းရေးယူမှုတွေအစဉ်သဖြင့်ရှိနေရမှာဖြစ်တယ်လို့သူကဆိုပါတယ်။ရုရှားကယူကရိန်းကိုဒုက္ခပေးလာရင်ရုရှားနိုင်ငံသားတွေကလည်းလျှက်စစ်မီပြတ်တောက်မှုကြုံလာရစေမယ်လို့ဇယ်လန်စကီကအခုသတင်းပတ်အစောပိုင်းမှာတတိပေးခဲ့ပါတယ်။ယူကရိန်းဟာပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့က ရုရှားဘယ်ဂေါ်ရော့မြို့မှာရှိတဲ့စွမ်းအင်အဆောက်အုံတွေကိုဖျက်ဆီးပစ်တာကြောင့်မြို့ကန်၄000နီးပါးလျှက်စစ်တာပြတ်တောက်ခဲ့ရပါတယ်။ American ပြည်အောင်စုကတရုတ်ကို ကူညီချင်တာသာဖြစ်ပြီးထိခိုက်အောင် လုပ်တာမဟုတ်ဘူးလို့တမန်တော်နဲ့ထရန်ကတင်းင်းကိုနေနေကပြောလိုက်ပါတယ်။ကမ္ဘာသူရိယအကြီးဆုံးစီးပွားရေးရှိတဲ့နိုင်ငံကြီးကို နောက်ထပ်တရားရာဂိုင်းသောအခွန်ထပ်မံစီးကျက်မယ်လို့ချိန်ချောက်ခဲ့ပြီးတော့ရဲ့အနေငယ်အကြာမှာဒီလိုပြည်ရာပြည်ချောင်းလေတန်နဲ့ပြောဆိုလိုက်တာပါတောက်ကြနေကထရန့်ရဲ့ကြီးညာချက်ထွက်ပေါ်ခဲ့ပြီးတော့ယခုလကုံမှာတွေ့ဆုံမဲ့ရှီနဲ့ဆွေးနွေးပွဲကိုလည်းဖြတ်သိမ်းမယ်လို့ချိန်ချောက်ပြောကြားခဲ့ပြီးတဲ့နောက်ဝေါ်လန်မရှိစတော့ရှယ်ယာဈေးနှုန်းတွေပြုတ်ကျသွားခဲ့ပါတယ် ဝါရှင်တန်နဲ့ပေကျင်းအကြားကုန်သွယ်ရေးစစ်ပွဲထပ်မံဖြစ်ပွားမလားလို့အယောင်းဝယ်လုပ်သူတွေကစိုးရိမ်ပြီးတော့ဒီလိုဈေးနှုန်းတွေပြုတ်ကျသွားခဲ့တာပါ American ပြောင်စုကတရုတ်ကိုကူညီချင်ပါတယ်ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူးလို့ Trump က social media truth မှာတင်းကွနေနေကြရေးသားလိုက်ပါတယ်တမရရှိကိုလည်းလေးစားပါတယ်သူနိုင်ငံမှာစီးပွားပြက်ကက်စိုက်တာမဖြစ်စေချင်ပါဘူးလို့လည်းဆက်လက်ရေးသားထားပါတယ် ရေရှားတတ်ထုစက်မှုလုပ်ငန်းအပေါ်တရုတ်က နောက်ထပ်ပို့ကုန်ကန့်သက်တာတွေပြုလုပ်လိုက်တာကို အထူးတလဲရက်တန့်လိုတဲ့လုံရဲလိုထရန်က ခေါ်ဆိုလိုက်ပြီးတရုတ်အပေါ်ထတ်တိုးအခွန်တရားရာဂိုင်းလုံးထတ်မှန်ချမှတ်မှာကိုတောက်ကြနေကပြောကြားခဲ့တာပါဒီလိုတုံ့ပြန်တဲ့အနေနဲ့ပေကျင်းကလည်းဝါရှင်တန်ကိုမမျှမတလှုံ့ဆော်တယ်လို့အပြန်အလှန်ဆွဆွဲလိုက်ပါတယ် ထရန့်ရဲ့အခွန်ထပ်တိုးချမှတ်မဲ့ချင်းချောက်တာဟာစံကြတဲ့စံနှမျိုးကျင့်သုံးတာဖြစ်တယ်လို့လည်းတရုတ်ကူတန်ရောင်းဝယ်ရေးဝန်ကြီးဌာနကတင်းငွေနေနေက ပြောကြားလိုက်ပါတယ်ဝါရှင်တန်ဟာတရုတ်နိုင်ငံအပေါ်စပတင်မာလကရက်ကစတင်ပြီးတော့တဆင်ပြီးတဆင်တိုးမြင့်ဖိအားပေးနေခဲ့ရလို့လည်းဝန်ကြီးဌာနကဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာ

လေချောင်းတိုက်ခိုက်မှုတွေပေါ့နော်အဲဒီလေချောင်းတိုက်ခိုက်မှုတွေမှာဆိုလို့ရှိရင်ကလေးတငယ်တွေရောပြီးတော့ဒီအရက်သားတွေရောအစုလိုက်ပြုံလိုက်တိဆုံနေကြတာမျိုးရှိတယ်တော်လောကဆိုလို့ရှိရင်ဒီမုံရွာချောင်းကိစ္စအဲဆိုတော့ဒီဟာတွေကိုတို့မသိလို့မဟုတ်ဘူးပေါ့နော်ဒီအောက်မှာအရက်သားတွေရှိနေမှာတိတိနဲ့လုံနေကြတာပေါ့လေဆိုတော့ဒီဟာကအဲလူတို့ကိုတောက်စိတ်သွင်းတာအပြင်ပေါ့လေတခြားအကြောင်းရင်းတွေလည်းရှိနိုင်တယ်အဒီလိုပြမြန်မာစစ်တပ်ကဟာ သူ့ရဲ့သဘောတရားသူ့ရဲ့ doctrine ကဟိုကသူကရက်ဆက်တယ်။ရန်သူဆိုလို့ရှိရင်သူကဘယ်လိုနည်းနဲ့တိမ်နင်းရနှိမ်နင်းရဆိုလဲဟာရှိတယ်။ဟိုဖြတ်လေးဖြတ်လုတ်တယ်နော်။ဟိုအကုံတက်အကုံမီရှို့အော်အကုန်လူစားသဖြင့်အဲ့လိုမျိုးနဲ့သူကကျင့်လေလာတာယင်ပါလာတာနောက်ပြီးတော့ impunity ပေါ့ဗျာဒီအပြစ်ရှိတဲ့သူတွေကိုအပြစ်မပေးဘဲထားတာเนาะဒါကြောင့်လဲဟိုကျွန်တော်ပြောပြောတာ ဒါတွေမှာဒီလိုမျိုးမဲ့နှစ်ပေါင်းများစွာလှုပ်လာခဲ့တာအခုလေဒီလိုလှုပ်ဖို့သူကဝင်လေးတာမဟုတ်ဒါကြောင့်လဲပွဲတော်ရဲ့လူအုပ်စုတွေကိုလူအုပ်ကြားတွေကိုဘုံကျဲချမှာဘလူနီးနဲ့မြတ်တာမန်စိတ်ရှိတဲ့လူဆိုဗျာဘလူနီးနဲ့ဒီဟာကြီးကိုစိတ်လုံးမမလဲနော်လူတွေအုပ်စုကြားတွေကိုဘုံကျဲချနိုင်ဒါမဲ့သူတို့မှအဲ့ဒါရင်ပါနေတာကြောက်စရာ ကောင်းတယ်အဲ့ဒီအတွက်လဲ အမကောင်းမှုရဲ့လို့မပြင်းတဲ့ပတ်ဝန်းကျင်ဖြစ်နေတာအဲ့ဒီမှာကောင်းတဲ့လူတွေတော့ရှိတာပေါ့ဗျာဒါပေမဲ့သူတို့တွေကအာအရိယာအတွက်ပြောခွင့်ဆိုခွင့်မရဟိုဟိုသူတို့ရဲ့အတန်ဒီမထွက်ဘဲနဲ့ဒီလိုအများစုကအဲ့လိုမျိုးဟို guilty ဖြစ်တယ်ဒီဟာကြီးကမကောင်းမှုဆိုတဲ့ဟာမျိုးမှမရှိတာเนาะအဲ့တော့အဲ့ဒီဟာကအခြေခံအနောက်ကအကြောင်းရင်းပဲဗျာအခုကဘယ်လိုဖြစ်လဲတော့ဒီစစ်ကောင်းဆောင်စစ်အုပ်စုမှာဒီဘိုးချုပ်ဒီဆိုတာမင်းအွန်လိုင်းတို့ဒီဘိုးချုပ်ကြီးတွေဆိုတာသူတို့မှာ သူဟိုမြောင်းလိုင်းရဲ့နိုင်ငံရေးရွေးချက်ကအခုမြို့နယ်63မြို့နယ်ကိုရက်60အရေးပေါ်အခြေအနေကြီးနေ။အဲ့တော့အဲ့ဒီကာလထဲမှာကြီးချောင်းကဝေဟင်ကနော်ဟိုဟိုဘက်ဒီရေတက်ကနေပြီးတော့တိုက်လို့ရတဲ့ဟာဆိုရင်ရေတက်တွေပါတိုက်ခိုက်မှုတွေဖိလုံပြောရတော့ဟိုမိကုံရမ်းမုံသူချ။အဲ့ဒါကရွေးကောက်ပွဲနီးလာတာနဲ့များဒါဒီဒီဘုံကျဲတာတွေကပို့ပြီးတော့စိတ်တာတာတွေ့ရ။ အဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ဖက်မှာသူတို့နိုင်ငံရေးအရမတွက်တာတွေလည်းရှိတယ်နော်အော်ဒီဟာတွေသူတို့ရေရှည်ကိုတိတ်ပြီးတော့ဟိုတွက်တာလည်းမဟုတ်ဘယ်လိုဖြစ်သွားမလဲနိုင်ငံကတပိပိပို့ဖို့ဆိုးွားလာတဲ့အကြောင်းရင်းอ่ะဒီဟာမျိုးတွေကြောင့်အခုကြောင်မဲတို့မိုးပြဲဒီမော့ဆိုဖရူဆိုစစ်တပ်ကရသွားပြီမဲ့အဲ့ဒီတဲမှာလူတွေပြန်ပြီးတော့မတိတ်မနေနိုင်တိတ်မနေရဲဘူးเนาะလူမြောက်နေမိမှာပဲသွားနေဒီလူတွေကြောက်စရာကြီးတွေဖြစ်နေတာဟုတ် ပြီးရင် तू ကအကြောက်တရားရိုက်သွင်းတယ်ဟာသူတို့ထိန်ချုပ်ထားတဲ့နေမြေမှာမဟုတ်တခြားနေရာမှာနေလို့ရှိရင်လုံခြုံမှုမရှိစေရဘူးဆိုတဲ့ဟာမျိုးလူတွေရဲ့ကောင်းတဲ့ကိုရိုက်သွင်းတာလူတွေရဲ့ကြောက်ပြီးတော့ဒုကြောက်ပြီးတော့သူတို့ဟိုငုံဟိုရှိုးလာဟိုကအာသူတို့ရှိမှခေါင်းငုံနေအောင်ဒါမျိုးလှုပ်ချင်တာအဲ့တော့အဲ့ဒီဟာတွေကဘုံကျဲတိုက်ခိုက်မှုလှုပ်စေတဲ့အကြောင်းတရားပဲဒါဒီကြောင့်လေ ဘာတိုက်ပွဲမှမရှိတဲ့ဒေတာတွေနော်ဥပမာဒီချောင်းကရွာကိုပုံကျဲတာလာပြီးညတော့ကဒါဒီဒီမှာပုံကျဲတာပြောရလို့ရှိရင်တော့ဗျာဒါအညိုရောင်နေပြီပေါ့နော်ဩဒါမဲ့ဘာတိုက်ပွဲမှမရှိဘူးအလားတူပဲမကွေးတိုင်းတို့ထီလင်းထီလင်းအမြို့နယ်ပေါင်းမြို့နယ်အစမှာလဲဒီဂျိုင်ရိုကော့ပတာနဲ့အဲတိုက်ခိုက်တာလေးလုပ်တာအဲ့ဒီဟာကနေလာတာဒါပြောရရင်တော့သူတို့ကတကယ်ဒါရစ်တွေပဲ အချမ်းဖတ်သမားတွေ terrorism ကိုတုံးတာသူက state terrorism ပေါ့ဗျာသူကအာဏာပေါ်မှာ နေပြီးတော့မှတက်ထိုင်ပြီးတော့လုပ်တဲ့ဟာမျိုးအဲ့ဒါပါပဲဗျာဆိုတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောက်ပေါ့เนาะဒီအရသားတွေအဲတေဆုံးနေတာကနိုင်ငံတကာကလည်းမျက်နှာမှာပဲပေါ့လေဒီနိုင်ငံတကာမီဒီယာတွေမှာလည်းတက်နေတာဆိုတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီအရက်သားတွေမထိခိုက်အောင်အာဒီကြောင်းမပြန်တမ်းရဆုံးလို့ပြီးတော့ဒီ safe zone လို့အဲ့လိုမျိုးတွေကိုသတ်မှတ်ပေးဖို့အတွက်ပေါ့အာဒီနိုင်ငံတကာနိုင်ငံတကာဘက်ကနေရောအာဘယ်လိုပြောမလဲထိန်းချောင်းပေးလို့မရနိုင်ဘူးလားပေါ့နော်ဒီအတွက်အစိန်ခေါ်ဖို့ကဘာဖြစ်မလဲရှင်အဲဟိုကအသိကောင်းတဲ့မိကုံးမှာအာအဲ့ဒါနဲ့ပတ်သက်ပြီးတော့2022ခုနှစ်ဧပြီလ18ရက်နေ့က KNU KMPP နဲ့ CNF သုံးဘွဲ့ပေါင်းပြီးတော့ safe zone နဲ့ no fly zone တတ်မှတ်ပေးဖို့ကုလသမဂ္ဂကိုတရားဝင်တောင်းဆိုတာပေါ့စာနဲ့တောင်းဆိုတာလုပ်တယ်2023ခုနှစ်အမအမေရိကန်နိုင်ငံကြီးဝန်ကြီးကသူကဘင်္ဂလားဒေ့ရှ်နဲ့ဇာတီရောက်လာပြီးတော့မြန်မာနိုင်ငံအတွက်အမေရိကန်ကဥဆောင်ပြီးเนาะအဲ့ဒီရောက်လာတဲ့အချိန်မှာအာမြန်မာနိုင်ငံအတွက်အမေရိကန်ဥဆောင်ပြီး ဟိုဥရောပဘော့စနီးယားပုံစံ60ခုနှစ်ကျော်တော့ဒီ no flying zone ဟိုတတ်မှတ်တဲ့ဟာမျိုးတတ်မှတ်ပေးကြပါတတ်မှတ်ပေးမလားဆိုပြီးတော့မျော်လင့်ချက်ပေါ့ဗျာခံမှန်းမှုတွေရှိတာပေါ့မနော်အမေရိကန်နိုင်ငံကြီးဝန်ကြီးကသူကသူရောက်တာဒါဒါပေမဲ့ဒီဘက်မှာလည်းအဲ့လိုမျိုးကဖြစ်မလားပေါ့အခုအဲ့တော့ပြောရရင်အခုအခုတတိယဒီတောင်းဆိုတာတွေဒီလိုမျိုးမျော်လင့်တာတွေနဲ့ပတ်သက်ပြီးတော့လက်တွေ့မှာဘာမှအကောင့်ထဲပေါ်မလာလက်တွေ့မှာဖြစ်နိုင်ကြရလဲ ဒါနဲ့ပတ်သက်ပြီးတော့တဲလွန်သာမတွေ့ရအောင် no fly zone ဆိုတာဒီဒေတာကအရက်သားတွေကိုသက်ဆိုင်ရအာနာအာကိုအုပ်စီးထားတဲ့လူတွေနော်လာပြီးတော့လေချောင်းနဲ့ပုံကျဲတာမျိုးမရှိအောင်နိုင်ငံတကာဈာဝင်နေဈာဝင်ပေးပြီးတော့ဒီနေရာမှာဆောက်ရှောက်ပေးတာပေါ့ဒါမျိုးလုတ်ခဲ့တာ no fly zone သတ်မှတ်တဲ့ဟာ safe zone သတ်မှတ်တဲ့လုတ်ခဲ့တာအီရတ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာအဲ့ဒီတော့ ဟာနာရှင်စတန်ရဲ့စတန်အစိုးရစစ်တပ်ရဲ့လေတောင်းတိုက်ခတ်မှုတွေဖြစ်လာတဲ့နောက်ပိုင်း Britain American ပြင်သစ်တို့ကနေပြီးတော့ဒီဒေသကို no fly zone ဆိုပြီးတော့တတ်တတ်ပြီးတော့စောင့်ရှောက်ပေးခဲ့တာရှိတယ်။1962ခုနှစ်ကနေ2003ခုနှစ်အတွင်းအကြိမ်ပေါင်းမြောက်များစွာဒီမှာကင်းလှည့်ပေးဘူးတဲ့။အလားတူပဲ NATO မဟာမိတ်အဖွဲ့ကြီးက 63ကနေ65အတွင်းမှာအာဘော့စနီးယားနဲ့ဟာဇီဂိုဗီနီဟာဇီဂိုဗီနာအာ2000နောက်ပြီးတော့2017မှာလီဗျားမှာ no fly zone တတ်မှတ်တာတွေဒါတွေရှိခဲ့အဲ့လိုတွေအေလုံနိုင်တဲ့အတွက်သက်ဆိုင်ရာတိုင်းပြည်တွေမှာအာဏာရှင်အစိုးရတွေပြုတ်ကျပြိုလဲသွားတာမျိုးဖြစ်ခဲ့ no fly zone ကတိတ်ထိရောက်တယ်သို့တော့ဖြစ်နိုင်ကြမဖြစ်နိုင်ဘူး เนาะကျွန်တော်တို့မြန်မာပြည်ဒီ context ကိုကြည့်ရင်အခုဟိုဒီဒီလာပြည်နေတော့တရင်ကျွတ်လာပြည်နေတော့ချောင်းမှာဒါဘုံကျဲသွားတဲ့ကိစ္စကို Britain နဲ့ Australia တန်ယုံတို့ကရှုတ်ချကြတယ်เนาะနောက်ပြီးတော့ ASEAN အလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးရဲ့နေပြီးတော့ခီးစင်မှာအာဒီအကြံဖတ်မှုတွေချက်ချင်းလျှော့ကြရေးဆိုတဲ့ဟာတွန်းခဲ့တာတွေရှိတယ်။ဒါပေမဲ့လည်း no fly zone တတ်မှတ်ရေးလိုတယ်ဆိုတာမျိုးထီတော့ နိုင်ငံတကာကပြောတာပါဝင်တာမျိုး အရေးရောင်တော့မမြင်ရအောင်အဲ့တော့သူ no fly zone ဆိုတာပါလေ no fly zone ဆိုတာဒီဒေတာကိုဒီလိုတတ်မှတ်လိုက်လို့ရှိရင်ဒီအိရာတဲ့ဝင်လာတဲ့လေရင်နေနော်ဟောလေချောင်းကနေပြီးတော့တိုက်ခိုက်မဲ့လောက်ရတဲ့ဟာတိုက်ခိုက်မှုလုပ်တဲ့ဟာတွေကိုပစ်ချဒါကလည်းဒီအချုပ်ချအာဏာချိုးဖောက်ခြင်းဆိုတဲ့ဟာသူက sovereignty violation ဖြစ်တော့မြန်မာပြည်ကိစ္စက အာဒီအာနာနဲ့ပတ်သက်ရင် de facto de jure ဟာမျိုးတွေဖြစ်နေတာတက္ကနာနော်ဥပမာမြန်မာပြည်မှာထားလို့ရှိရင်ဒီဘသူမှပြန်လာလို့မရအဲ့ဒီဟာမျိုးလောက်ရမှာဆိုတဲ့အခါကျတော့နိုင်ငံတကာကိစ္စ legal ကိစ္စဆိုင်ရာ အာအငင်းပွားချက်တွေအများကြီးအဲ့တော့ဒါကိုစန့်ကျင်ပြီးဒီဒီ sovereignty ဆိုတဲ့ဟာစန့်ကျင်ပြီးလောက်ရမယ်ခါကြရင်ကျင်းတွေပြောပါလာတာ ကုလသမဂ္ဂရဲ့ခွင့်ပြုချက်လို့လားအဲ့လိုကုလသမဂ္ဂဒီလိုခွင့်ပြုချက်ရဖို့ကလည်းလုံခြုံရေးကောင်စီအမြင့်ဆုံးအာဏာပိုင်ဖွဲ့စရာလုံခြုံရေးကောင်စီပြုတော့သူ့ရဲ့ဆုံးဖြတ်ချက်လို့အဲ့မှာဘာဖြစ်လဲဆိုတော့လုံခြုံရေးကောင်စီတဲ့မှာဗီဒီယိုအာဏာရှင်တွေဖြစ်တဲ့ရုရှားတို့တရုတ်တို့ကဒါမျိုးတွေမဖြစ်အောင်သူက block လုပ်တာပိတ်ထားလို့ရတာအဲ့တော့သူတို့ကအဲ့လိုမျိုးဟိုပိတ်ထားရင်သူတို့တွေမှာ political way ကမပါရင်ဖြစ်ဖို့မလွယ်ဘူး now no fly zone အကောင့်ထဲပေါ်ဖို့အတွက်စောင့်ကြည့်ရေးစနစ် surveillance system စီနောက်ပြီးတော့ဒီလေကြောင်းရန်ကာကွယ်စနစ်တွေเนาะ ground based air defense ဒါမျိုးတွေเนาะပြစ်မှတ်ရှာဖွေတာတွေလုပ်ရမယ်လိုအပ်ရင်အဲလေနဲ့ပစ်ချတာလုပ်ရမယ်လေနဲ့ stand by လုပ်ရအဲ့တော့ဟောဒီဒီတစ်ခုလုံးဒီရန်ရအောင်တဲ့ပေါ်ဖို့ကုန်ကြစီဆိုတာကြီးတယ်အဲ့တော့ ထားသောနိုင်ငံတကာနိုင်ငံတိုင်းပြည်တွေကလည်းအကောင့်ထဲပေါ်ဖို့ဆိုတာဝင်လေတယ်။နောက်ဒီလိုမျိုး no fly zone ထဲမှာဝင်လာတဲ့ဟာတွေကိုပြစ်ချရတာဆိုတော့မားပြစ်တာမျိုးဖြစ်မှလည်းဆိုရင်ရအရက်ဖက်လေရင်ပြစ်မိတာနောက်မဟာမိတ်အဲ့လေရင်နေပြစ်မိတာမျိုးတွေဖြစ်မှလည်းဆိုရင်ရဒါမျိုးလည်းတကယ်ဖြစ်ပွားဘူးလေနမူနာပေါ့64တုံးက EF မြောက်ပိုင်းမှာအဲ့လိုမျိုးလို့ဟိုတတ်မှတ်တတ်မှတ်ထားတဲ့အချိန်မှာမဟာမိတ်ချင်း မှာပြီးတော့ပြစ် friendly fire ဖြစ်တဲ့အတာမျိုးတွေဖြစ်တယ်အဲ့တော့လက်ရှိကမ္ဘာနိုင်ငံကြီးရာသီဥတုအခြေအနေနဲ့ကြည့်လို့ရှိရင်ကျွန်တော်အမြင်တော့မြန်မာပြည်ထဲမှာ no flying zone ဖြစ်လာဘူးဟာ900ခိုင်လုံးတော့မရှိဘူးထင်ပါတယ်နော်အဲ့တော့ဘာလဲဘာတွေကဘယ်လိုလက်တွေ့ကြမလဲလေတပ်တွေကိုတိုက်ခိုက်တာစီလောင်ကန်တွေကိုဖျက်ဆီးတာ နောက်တန်းစခန်းတွေကိုတိုက်တာလေတရေတွေကိုစုပ်တန်းထောက်လန်းပြီးတော့အများသိအောင်ထုတ်ပြန်တာเนาะနောက်သူတို့နဲ့ပတ်သက်ရင်တမိုင်းမှတ်တမ်းတင်တာသာသဖြင့်ဒါတွေအကုန်လုံးလုပ်အဲ့ဒါတွေကဒီကြောင်တိုက်ခိုက်မှုရောတာပို့ပြီးတော့ဖြစ်နိုင်မယ်ထင်တယ်နောက်ရက်သားတွေတိတ်ဆုံးမှုရောပါကြီးဒီကောင်ကောင်တွေကတော့မိုက်မှာပဲမိုက်မဲနေမှာပဲအစွမ်းကုန်မိုက်နေမှာသူကမိုက်မဲမှုကို စီမရှိကမ်းရှိစီလို့ဝါလို့လုံနေတာဆိုတဲ့ခါကြတော့သူတို့တွေနဲ့ပတ်သက်ရင်နိုင်ငံတကာမှာတရားစွဲတာတွေဒီအရသားတွေလုံခြုံရေးအတွက်လေကြောင်းရန်ကာကွယ်သတိပစနစ်တွေဟဲတိဆောက်တာတွေပညာပေးတာတွေဘုံကိုချင်းတွေတိုးချဲ့တိဆောက်တာတွေလေရင်ပြည့်လက်နဲ့တွေရာတလောက်ဖြည့်စည်းတိဆောက်တာမျိုးဒါမျိုးတွေဒီလှုပ်ချင်းအာလှုပ်ချင်းအပြင်တံပြန်နိုင်တယ်လို့ပဲမြင်ပါတယ်ဗျာ။ ုတ်ကဲ့အဲဆိုတော့ဒီတစ်ပတ်မှာဒီစစ်ကောမရှင်ရပြောင်းလဲလာတဲ့ဒီလေးချောင်းတိုက်ခိုက်မှုဗျူဟာတွေကိုလည်းပြောလိုက်တယ်ပြီးတော့ဒီအဲ no fine zone အတွက်ဒီမြန်မာနိုင်ငံရဲ့စိန်ခေါ်ချန်နယ်ပတ်သက်ပြီးတော့လည်းပြောခဲ့ဘူးတော့ပေါ့နော်ပြောခဲ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာလည်းကြဲကြဲပြန့်ပြန့်ပြောလာရတယ်ပြီးတော့ချိန်လည်းပြည့်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်မြန်မြန်ဆွေးနွေးမှုကိုဒီမှာပဲဆက်နားချင်ပါတယ်ရှင် စ္စည်းမရေဒီယိုရဲ့ဒီကနေ့မနက်ပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှပါကျန်းမာချမ်းသာပါစေလို့မစ္စည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမဲ့မစ္စည်းမရေဒီယိုပဲဖြစ်ပါတယ်နာဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ